Hello အားလုံးပဲမင်္ဂလာပါခိုင်သူ channel ရကနေကြိုဆိုလိုက်ပါတယ်ဒီ view မှာကျွန်တော်ဘာကြောင့်ပြောပြပေးခြင်းလဲဆိုတော့ចောင်းသားတွေကိုစာတင်ပေးရလွယ်လားခက်လားဆိုတဲ့အကြောင်းလေးနဲ့ကျွန်တော်ပတ်သက်ပြီးပြောပြပေးခြင်းပါတယ်လွယ်လားခက်လားဆိုလို့ရှင်တော့စာတင်ရတာကပုံမြင်လင်းပြောရင်စာတင်တာတို့ဆရာမအလုပ်တို့ဆိုတာကစိတ်ပါမှာလုပ်တာကောင်းတယ်ဗျာเนาะစိတ်မပါပဲလုပ်လို့ရှိရင်ငွေကြေးဘက်ကိုနည်းနည်းရောက်သွားပေါ့เนาะသူကဘာလို့လဲဆိုတော့ဆရာဝန်တို့ဒီចောင်းဆရာတို့စာတင်တဲ့အလုပ်တွေကကြာသူကဆရာကြည့်ဦးထဲမှာပါတယ်ပေါ့เนาะ အတက်လဲတင်ပဲပင်ဆုံးမှာတိတ်ပြမချန်ဘေးရန်စီကတည့်ရအဖို့ဆရာတို့ပေါ့နော်အဲ့ဒီဆရာချင်းဝင်နေနေညီရမကျွန်တော်အချင်းဝင်ညီလာဆိုအချင်းဝင်မညီသေးဘူးနော်အဲ့တော့ကျွန်တော်တစ်ခါတင်တန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ဆရာလို့ပြောအကိုအကိုလို့ပဲပြောတာဘာပြောဆိုဆရာကျွန်တော်ထင်တာလားကျွန်တော်မှန်းထားတဲ့ဆရာဆိုအများကြီးညင်မြတ်တယ်ဗျာနော်ညင်မြတ်တယ်နော်ပြောရရင်ပညာပြည့်ဝနှလုံးလှတယ်ပေါ့နော်အဲ့လိုမျိုးရှိရဲအဲကျွန်တော်လည်းစူးစမ်းနေပါတယ်နော်အဲ့တော့စာတင်ရတာခက်လားဆိုတော့ဘုရင်လေးပြောရလို့ရှိရင်တော့စိတ်ပိုင်မခက်ဘူးစိတ်မပိုင်ခက်တယ် စိတ်ပိုင်မခတ်ဘူးဆိုတာကျွန်တော်တို့ကသူများကိုကောင်းစေခြင်းနဲ့မေတ္တာတရားနဲ့နော်ကိုကမုံမှန်ပေးလိုက်လို့ဟုတ်လားအောင်ဝါရဆိုရင်ကျွန်တော်ကပီတိကိုစားတာပီတိစားလို့လဲလာစားမယူလားလို့လည်းမပြောရနော်ပြောရင်တော့အခုချိန်မှာဝမ်းရည်လည်းရှိသေးရဆိုတော့ဗောနကျွန်တော်ရေရှိစက်သွားဖို့တက်ကြတော့ဒါလေးလည်းလူတယ်ဆိုတော့လာတာလေးလည်းယူထားပါတယ်ဒါပေမဲ့ကျွန်တော်တင်နှမ်းမှာဆိုလို့ရှိရင်အမြဲတမ်းလူနေတယ်ဗောနဝိုင်းသဘောမျိုးနဲ့တင်ပေးနေရဗောနလောလောဆယ်ကိုပြောတာလောလောဆယ်ကိုပြောတာဗောနအဲ့တော့စာတင်ရတာခက်လားဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ဝင်ကြမယ်ခက်လားဆိုတော့ခက်တယ်ဗျခက်တယ်ဘာလို့ခက်လဲဆိုတော့ ဥမာပေါ့နော်ကျွန်တော်လောလောဆယ်မှာကျွန်တော်ကြုံတွေ့နေရဆိုရင်ကျွန်တော်ចောင်းသားအများကြီးလက်ခံနေတယ်ဥမာကျွန်တော်ကပေါ့ဗျာတပတ်မှာကျွန်တော်အတန်း၃တန်းဖွင့်တယ်မနက်တန်းရဲ့ဥမာ9နာရီရက်နေ17နာရီတန်းဖွင့်တယ်ပြီးွားရင်တနာရီရက်3နာရီတန်းဖွင့်တယ်ပြီးွားရင်6ခွဲ8ခွဲတန်းဖွင့်တယ်ပေါ့နော်3တန်းဖွင့်တယ်အဲ့ဒီ၃နှစ်မှာကျွန်တော်ចောင်းသားယူတဲ့ဗန်ရောက်လက်ခံရဆိုတော့ကျွန်တော်တဒန်းမှာ6ရောက်ပဲလက်ခံတယ်ပေါ့နော်6ရောက်ပြီးရင်ကျွန်တော်ဝိုင်းပိတ်လိုက်တယ်အဲ့တော့မနက်6ရောက်နေ့လယ်6ရောက်ည6ရောက်အဲ့ဒီ17ရောက်လုံးကျွန်တော်တဒန်းထဲမှာထားပြီးတင်လို့ရလားဆိုတော့တင်လို့ရတယ် ကျွန်တော်တင်လို့ရတာเนาะဒါပေမဲ့အဲ့မှာဘာဖြစ်သွားလဲဆိုတော့ဒါကျွန်တော်ဘက်ကအမြင်เนาะကျွန်တော်ဘက်ကအမြင်ပါလဲဆိုတော့ speaking တန်းဖြစ်တဲ့အတွက်ចောင်းတော့စကားပြောချင်ပြေးရမယ်စကားပြောချင်မရှိတဲ့ချိန်မှာဟိုចောင်းသားចောင်းပြီးလို့ပြန်ပြီးတော့စာလိုက်လုံးမဲ့ចောင်းသားပါတယ်အင်စာရေးတေချာထက်မယ်လိုက်ပါစီမျောပြီးတော့တေချာလေ့လာမယ်ဆိုလို့ရှိရင်တော့အဲ့ចောင်းသားအတွက်ကကျွန်တော်ပေးတယ်သူကလည်းယူတယ်ယူရပါမယ်ခါကျရင်ကျွန်တော်ကပေးတယ်မယူတတ်ဘူး နော်ပြောလို့ရှိရင်တော့ဟိုယူကကောင်းမှမသိသေးဘူးပေါ့နော်ပြောရင်သတိမမှုကူးမမြင်ဒါမျိုးလေးလည်းရှိတယ်ကိုကပြီးနေတာမှ तू ကသူ့မှာလက်ခံနိုင်တဲ့ရင့်ကျက်မှုပေါ့နော်ပါရမီရင့်တန်မှုမရှိသေးဘူးဒါလေးကိုပြီးရင်ကျွန်တော်အသေးစိတ်ထပ်ရှင်းပြပါမယ်နော်အဲ့လိုလူမျိုးလေးလည်းရှိပဲကျွန်တော်တင်ရတာအကျိုက်ဆုံးတော့1 by 1တင်ရတာအကျိုက်ဆုံးပဲဗျာဘာလို့လဲဆိုတော့ကျွန်တော်ချီဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပေါ့ချိုးကြောက်လည်းတော်ရဲလူပါတယ်တော်ရဲလူစဉ်ကျွန်တော်မုံမှန်ပေးရုံပဲချိုးကြောက်လည်းစူးစမ်းနေတယ်ဒါပေမဲ့သူ့မှာဘ ഹു ဒုဒ္ဒကြွယ်ဝမှုပြောရင်တော့ အင်တာဗျူးဖြေဖို့ဂျပန်စာလေ့ကျင့်ဖို့ဘယ်လိုဖြေရမလဲဆိုတော့အကင်းပါဖို့ပေါ့လမ်းကြောင်းလေးအထာလေး theory လေးကိုသူမသိသေးဘူးအဲနောက်တစ်ယောက်ကျတော့စာလည်းမလုပ်ချင်ဘူးเนาะသူတို့ကျတော့လည်းဟိုဖြေဖြေနဲ့ဆွဲခေါ်ပေးရတယ်အဲအဲ့ညံမှာပေါ့เนาะဥပမာယောက်ျားလေးဆိုလို့ရှိရင်ကျွန်တော်က anime anime တွေနဲ့ cartoon ကားလေးတွေနဲ့ထားပါတော့เนาะဥမာလူငယ်ကြီးဆိုလို့ရှိရင်ဟိုသူတို့စိတ်ဝင်စားမယ့်အကြောင်းလေးတွေနဲ့ကျွန်တော်ကမှန်းပြီးပြောရတယ် fashion ဆိုလဲ fashion ပေါ့เนาะဥမာ main ကလေးဆိုလို့ရှိရင်လည်းအလှအပနဲ့အစားအသောက်နဲ့ဒါမျိုးလေးတွေကိုကျွန်တော်ကသူစိတ်ဝင်စားတဲ့အပိုင်းလေးကိုကျွန်တော်ကပြောပြပြီးတော့ဂျပန်စာကိုသင်တဲ့ပုံစံကိုဆွဲခေါ်ရတယ်ဒါကတော့ဒီပုံစံကတော့ဘယ်လိုပြောရမလဲဆိုရင်ចောင်းသားဗဟုပြုတဲ့ ပုံစံပေါ့နော်ဒါတော့တယောက်ချင်းညီတင်ရတာဆိုတော့အဲဒါပေမဲ့ကျွန်တော်ကအခု9ယောက်6ယောက်6ယောက်ဝိုင်းနေကျွန်တော်တင်တဲ့အခါကျလို့ချင်းចောင်းသားတွေအကုန်လုံးရဲ့ပုံစံကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းရှေ့နေဖြစ်တဲ့အတွက်ចောင်းသားတွေရဲ့ပုံစံကိုကြည့်ပြီးတော့ဒီတယောက်ကဘလို့ဒီတယောက်ကဘလို့ဘလို့ဆိုပြီးတော့သူ့ကိုအမြဲတမ်းကျွန်တော်ကတယောက်တယောက်ချင်းစီပေါ့နော်ပြောရရင်တော့6ယောက်ဝိုင်းဆိုတော့အသေးစိတ်လေးမောင်းပြီးတယ်ဒါမျိုးလေးကဲဒီလိုလို့ဒီလိုဒီလိုဆိုပြီးဒါပြောရင်ကျွန်တော် limit ကကျွန်တော်ပေးတဲ့အချိန်နှစ်နာရီမှာဒီလူ6ယောက်ကကျွန်တော် ထိန်းချုပ်နိုင်သေးတယ် manage ကောင်းကောင်းလုပ်နိုင်သေးတယ်ကောင်းကောင်းစီမံနိုင်သေးတယ်ပေါ့နော်ဒီ R ထဲမှာရှိတယ်ကျွန်တော်ဖွင့်ပူးတယ်လူအယောက်20တခါဖွင့်ပူးတယ်ပေါ့နော်ကျွန်တော်ရှေ့ပညာဒဏအတန်းမှာတော့လည်းဒီလိုပဲကျွန်တော်လူចောင်းသားအယောက်20လက်ခံထားတယ်ပေါ့နော်ဟိုဒါပေမဲ့သူတို့ကိုကျွန်တော်လေ့ကျင့်ပြီးတဲ့အခါမှာကျွန်တော်တချို့ပေါ့နော်အရေးချင်းရှိတဲ့အောင်နိုင်တဲ့လူတွေဘာတွေတောင်မှဟိုတကယ်ပြောရတော့မဲ့အခါကျရင်မပြောရတော့မနဲ့စိတ်တွေလှုပ်ရှားပြီးတော့မအောင်တာတွေရှိရပေါ့နော်ဒါမျိုးလေးရှိရ ဲ့တော့စာတင်ရတာခက်လားဆိုတော့ခက်တယ်။ဘာကြောင့်ခက်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်အသေးစိတ်။တယောက်ချင်းစီဆိုရင်တော့သူ့ပုံစံအတိုင်းကိုចောင်းသားဖို့ဝူးတင်ပြီးတယ်။နည်းနည်းပုံမှန်လောက်ကိုယ်ထိန်းနိုင်တဲ့ limit လောက်ဆိုရင်တော့စီမံခန့်ခွဲပြီးတော့ကိုယ်တင်ရိုးနဲ့စနစ်တကျနဲ့တင်ပြီးတယ်။လူရမ်းများွားပြီဆိုလို့ရှိရင်တော့အများနဲ့ညှိပြီးတော့တင်ပြီးရတယ်။ကျွန်တော်ပဲလည်းပြန်ညှိရတယ်။ចောင်းသားပဲလည်းပြန်ညှိရတယ်။အချင်းုံညှိရတယ်။လူအည်အတွက်ကိုညှိရတယ်။ကိုတင်မဲ့တင်ယူကိုကျွန်တော်ညှိရတယ်ပေါ့နော်။ဒါမျိုးလေးတွေ။အဲ့တော့စာတင်တာကခတ်လားဆိုတော့ခတ်တယ်။ဘာလို့လဲဆိုတော့ ဥမာပေါ့နော်ကျွန်တော်တင်တန်းမှာကောင်းတယ်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်တင်တန်းမှာမကောင်းလို့ပြောတာမဟုတ်ဘူးကျွန်တော်နဲ့ kait တယ်လို့ရှိတယ်ဥမာပေါ့နော်ចောင်းသားကကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့မစူဘဲနဲ့ပေါ့နော်တေချာလေးတင်ပြီးတယ်ဆိုလို့ရှိရင်ဒါ तू ကဥမာထားပါတော့နော်ဥမာကျွန်တော်ပုံမြင်လေးပြောရမယ်ဆိုရင်ကျွန်တော် and 2ဆိုလို့ရှိရင်ကျွန်တော်ဘာကိုကြည့်လဲဆိုတော့ YouTube မှာ Ricky JPD ဆိုတဲ့ဆရာမလေးကိုကျွန်တော်ကြည့်တယ်ပေါ့နော် ဒါပါတော့ညီဟုံးကိုနိုမိုရီတို့ဘာလို့လားမသိဘူးเนาะဟိုဗီဟိုဂျပန်မှာလေးတင်တာ VNN ပုံစံမျိုးလေးနေမှာ VNN လေးနေပေါင်းပြီးတော့အဲ့ဒါမျိုးကိုကျွန်တော်ကြည့်ရလားဆိုတော့အဲ့ကောင်လေးကဟာတာလေးပါတယ်အဲ့ဒါလေးကိုကြည့်တယ်ဒါပေမဲ့ကျွန်တော်ကပိုကြိုက်တာကြတော့စာတင်လို့ရှိရင်တက်တက်ကြွကြွနဲ့တင်တာကိုကျွန်တော်ပိုကြိုက်တယ်အဲ့တော့ကျွန်တော် Ricky JBD ဆိုရဲဆီယာမာလေးတင်တာဗောနော်အဲ့ဂျပန်ဆီယာမာလေးအဲ့ဒီသူဟာကိုကျွန်တော်ကြည့်တယ်ဘာလို့လဲဆိုတော့သူ့ကိုကြည့်ရင်ကျွန်တော်ကပါတက်ကြွနေပြောနေဩဒါမျိုးပါလားဒါမျိုးပါလားစဉ်းစားကြည့်ဗောနော်ចောင်းသားကလည်းစာလောအစာမလုပ်ချင်ဘူး ET Acer နဲ့ဆရာကလည်း ကဲဟုတ်ပြီမင်းတို့ကဒါဒီလိုလိုဖြည်း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 လေးတင်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲအဲ့မှာကြတော့ចောင်းသားလည်းအိမ်ငိုက်ဇရာလည်းပုံမှန်လေးတင်ဆိုရင်ចောင်းသားစိတ်မပါတော့အဲ့တော့ကျွန်တော်ကစာတင်တဲ့အခါကျရင်ကျွန်တော်ကအားနဲ့မန်နဲ့ကျွန်တော်တင်လိုက်တယ်တော့ကိုယ်ကလည်းစိတ်ပါဝင်စားရတဲ့အတွင်းကိုတင်တဲ့ပုံစံကိုကြည့်ပြီးတော့ចောင်းသားလည်းတေချာစဉ်းစားပြီးတော့တေချာလိုက်ပါပြီးတော့လုပ်တယ်ဒါပေမဲ့အဲ့မှာတော့ပေါ့နော်ကျွန်တော်ကစာတင်တက်တက်ကြွတင်တယ်အားနဲ့မန်နဲ့တင်တယ်ဒါပေမဲ့ចောင်းသားကငကိုတွေက AAC type ဆိုလို့ရှိရင်သတိထားကြည့်ပါ နီဟွန်ဂျင်ရဂန်ကီဖြစ်တာတက်ကြွတာကိုအရန်ကြိုက်တယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်အရှိတက်ကြွပြီးတော့ကျောင်းသားကိုလည်းတက်ကြွမှုရှိလအောင်ရေးတိမှုရှိအောင်ကျွန်တော်ဆွဲခေါ်ပြီးရဆွဲထုတ်ပေးရတယ်အဲ့လိုလူမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်တင်တဲ့ပုံစံအဲ့ပုံစံနဲ့တင်တယ်မိုင်းလေမစူအကျိုးတင်ကြောင်းနေပြောပြတယ်ဒါဆိုရင်တော့ဒီလိုလို့ဒါဒီလိုပြောလိုက်ဒီလိုဒီလိုအကျိုးတင်ကြောင်းတင်ကျွန်တော်ရှင်းပြတယ်ပြီးလို့ရှိရင်ဂျပန်ကဓာမျိုးကြိုက်တယ်နော်မြန်မာကဓာပေါ်တော့အဆက်မကြိုက်တဲ့အဆက်ဆက်ပြောလို့မရဘူးဂျပန်အချိုစားတာရော့ဒီလိုအချိုလေးကိုကိုကကျွေးနိုင်ရမယ်ဓာမျိုးလေးပေါ့နော် နောက်တစ်ခုကကြတော့ဥမာချို့ကြရလဲပေါ့နော်ချို့ចောင်းသားတွေကြဘလို့ရှိလဲဆိုတော့တို့ကပညာပိုင်းနဲ့သွားမဲ့လူတွေခုနကျွန်တော်ပြောတဲ့တက်တက်ကြွကြွခန်းစားချက်ပိုင်းနဲ့ပေါ့နော်ခန်းစားချက်နဲ့ကိုကစပြီးတော့ဟာလာပြီးပညာပိုင်းနဲ့သွားမယ်ဒုတိယတစ်မျိုးကြတော့တို့ကတို့မှာတို့က EC တမပြောရင် introvert တွေပေါ့နော်တို့ကြောက်ပါလဲဆိုတော့ EC နားထောင်ပြီးတော့ဘာဘာဘာဆိုတော့တို့ကဆက်ဆက်ပြီးစဉ်းစားရလူတွေဥမာပေါ့နော်ဂျပန်အလုံးနဲ့သွားလို့ချင်တယ်ဥမာခိုင်ကော့အလုံးနဲ့သွားချင်တယ်ဆိုလို့ရှိရင်ဗီဇာခိုင်လို့ဟဟလာနော်ပတ်စံအများကြီးရလို့ဟိုမှာလဲဂုံတိခါရှိရဲ့အလုပ်ဖြစ်လို့ကျွန်တော်ဒါမျိုးကြီးပြောတာထက်ကိုပေါ့နော် ဟိုကိုရဲ့ကိုလူချင်းတာဖြေတာမဟုတ်ဘဲနဲ့ဂျပန်အဖိုးကြီးဘွားကြီးဆောင်းရှောက်တာပြောတယ်သူတို့တွေကိုကူညီပေးရကိုအကူအညီရှိတဲ့လူတွေလိုအပ်တဲ့လူကိုပေးရတာကြိုက်တယ်ဘာဖြစ်လို့ဆိုတော့ကိုကခိုင်းကောလို့ဆိုတော့ကိုကပေးဆက်မယ်လို့ပေးဆက်ပြီးတော့လာစာပြန်ယူတာဗျာနော်အဲ့မှာကိုကယူဖို့ယူဖို့ဆိုပြီးတော့ပတ်စံဝယ်ရှိထားတာရယ်ဆိုရင်ဒါမကောင်းဘူးဗောနော်ဒါပြောရင်အကျိုးသိအကြောင်းတင်နေရှင်းပြတာအဲ့တော့အေးအေးသမားတွေဆိုရင်ရောညီမလေးညီလေးဒီလိုလူဖြေးလူလူဖြေးလို့ရှိရင်တို့ဒါမျိုးကြိုက်တယ်ကြိုက်လို့ရှိရင်ဒါမျိုးလေးဖြေးလို့ညီလေးရဲ့ပုံစံပါဒီ အတွေးတွေဒီသဘောထားတွေကိုဒီဟွန်ကြီးကမြင်သွားလို့ချင်းကြီးတို့ဒါမျိုးခေါ်လိုက်မယ်။စားတော့ဆိုင်ဆိုရင်တက်တက်နော်။စားတော့ဆိုင်ဆိုရင်တက်တက်ဟိုတယ်ဆိုရင်တက်တက်ခိုင်ကော့ဆိုရင်တက်တက်ဝက်ဗီဇာမျိုးဆိုတက်တက်။အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ AAC သမားလေးဆိုလို့ချင်းဒါမျိုးလေးအကျိုးသိအကြောင်းသိလေးပြောပြပြီးတော့တို့ရှင်းပြပြီးတော့အဲ့ကြမှာတို့ကတေချာလိုက်လို့တယ်။နော်အဲ့လိုမျိုးလေးနဲ့တင်ပေးရတယ်ပြီးတော့တင်နှမ်းမှလည်းကျွန်တော်ဗာရှိပေးလဲဆိုတော့ကျွန်တော်အကြီးပဲထိုင်ပြောလို့မရဘူးเนาะကျွန်တော်ထိုင်ပြောတာဆိုတာရှားတယ် ဒါကျွန်တော်ပြောရဲဆိုတာ level 2အတန်းပါလောက်ပဲပြောတာပေါ့နော် level 1မှာဆိုလို့ရှိရင်ចောင်းသားကိုကျွန်တော်တို့က line ဟိုစကားပြောတဲ့လမ်းကြောင်းပေါ်ရအောင်ကျွန်တော်ကဆွဲခေါ်ပေးရတယ်သူတို့ကိုမြန်းမြန်းအောက်ပုံမြန်းမြန်းပြောခိုင်းရတယ်သူတို့ပြောမှသူတို့ရမှာဗျာကျွန်တော်ကရနိုင်ပြီကျွန်တော်ရရလဲကျွန်တော်သိတယ်သူများကြီးလည်းသိတယ်ဗျာနော်အရင်ရှင်းစစ်ဆိုလဲကျွန်တော်စစ်ပြလို့ရတယ်နော်ဒါပေမဲ့ចောင်းသားကြတော့မရသေးဘူးမရသေးတော့ကျွန်တော်ကျွန်တော်စီရဟောင်းနားထောင်တာတယ်သူတို့စီရထွက်လာတဲ့ဟောင်းကျွန်တော်ကနားထောင်ပြီးတော့ပြုပြင်ပေးမယ်မွမ်းမံပေးမယ်အဲ့ပုံစံနဲ့ကျွန်တော်ကလေ့ကျင့်ပေးရပေါ့နော်ပြီးတော့ activity တွေလိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်က ထားပါအောင်နော်တပတ်နှစ်ရက်တပတ်သုံးရက်စာတင်ပြီးတယ်ဂျားတွေမှာပိတ်သွားတယ်ပိတ်သွားတဲ့အချိန်မှာဟိုစာတင်မလုပ်ဖြစ်တော့ဘူးထားပါအောင်ပြီးရင်အလုပ်ရှိရတူတယ်သူတို့အလုပ်တွေသူဝင်တယ်စူးစမ်းကြတယ်အဲ့အချိန်မှာစာနဲ့အလှမ်းဝေးပါတယ်အဲ့အချိန်မှာကျွန်တော်တို့ကအင်စာတွေပေးရတယ်အင်စာတွေပေးရဆိုတော့ရော့နင်းကန်အုပ်ကိုအများကြီးပေးလို့မရအောင်တစ်ရက်ကိုအနည်းဆုံးစာနဲ့ထိတွေ့မှုရှိအောင်လို့15မိနစ်ဆိုလဲ15မိနစ်နိုင်ခွက်ဆိုလဲနိုင်ခွက်အချိန်လေးဖဲ့ပေးပြီးတော့စာနဲ့နှီးစက်မှုများများထိတွေ့မှုရှိအောင်လို့ဒါ activity လေးတွေပေါ့နော်အင်စာလေးကျွန်တော်တို့ကပေးရတယ်ဘာလို့လဲဆိုတော့စာချက်ယုံနဲ့လုံလောက်လားဆိုတော့စာချက်ယုံနဲ့မလုံလောက်ဘူး ဘာပဲဆိုတော့ပညာရဲ့တိုင်းကအသုံးချတဲ့ပညာရဲ့ဖြစ်သွားတာသုံးမှောက်ရပါနော်ဒီမှာဆိုရင်အားလုံးကြည့်လိုက်ရသေးလားမသိဘူးဗောနော်ဗီဒီယိုတစ်ပုဒ်မှာဆိုလို့ရှိရင်အကုန်လုံးအားလည်းအခုချိန်မှာ GPT ဖြည့်ဖို့ပြီးစူးစမ်းနေကြတယ်ဗောနော် and 2အောင်မြင်ပြီးတာတော့ဗာဂျပန်စကားပြောနိုင်တဲ့အရေးချင်းကထင်သားတလောက်မရောက်သေးဘူးဗောနော်ဒါကဘာလို့လဲဆိုတော့ဆူရှိညီဂီရီခါတာဗောနော်ဆူရှိလိပ်ပုံလိမ့်ဒီကိုကျွန်တော်တို့ကဘော့ဘေနဲ့စာအုပ်နဲ့ပေးပြီးတော့တင်ပြသလိုဖြစ်နေတယ်ဗောနော်ဟိုတကယ်ဆူရှိလိမ့်ဒီတက်ချင်တယ်ဆိုရင် kitchen နဲ့ကိုသွားကိုကိုတိုင်းလိပ်ကိုကိုတိုင်း ဖန်တီးမှာကိုကိုတိုင်းပြုတ်လုံးမှာရမှာအဲ့တော့ဂျပန်စာကလည်းဒီလိုပဲစာစကားပြောရင်တော့ဂျပန်ဆိုတာဘာသာဗျာဘာသာပြစ်တဲ့အတွက်ဘာသာဆိုတာပြောမှရမှာခုနဆူရှိလိတ်တလို့ပဲကောက်မှတ်နေရဲနားထောင်နေတဲ့ကြည်နေုံနဲ့မရဘူးကျွန်တော်ကတကယ်ကျွမ်းကျင်ဖို့အတွက်ကိုကိုတိုင်းပြောမှရမှာအဲအဲ့တော့စာချက်ယုံနဲ့မလုံလောက်ဘူးပြောမှရမှာဖြစ်တဲ့အတွက်ပြောတဲ့ပုံစံလေးတွေကိုကျွန်တော်ကပြောခိုင်းတယ်ဒီမှာတော့ပြောချင်တယ်လို့ရှိရင်မပြောချင်တယ်လို့ရှိရဗျာပြောချင်ရင်ပြောချင်ရော့ဒါကတော့ငါတင်ယူပဲလှုပ်ဆိုပြီးတော့ကျွန်တော်တို့ကလှုပ်ခိုင်းတယ်เนาะဆွဲခေါ်တယ်ပေါ့เนาะအဲ့လိုမျိုးပါ အဲဒီမှာတော့နောက်ဆုံးအချက်အနေနဲ့ပေါ့နော်ကျွန်တော်ကဗာလေးတစ်ချက်ကျွန်တော်ဘက်ကပြန်ပြီးပြန်ပြင်ဆင်ရလဲဆိုတော့ကျွန်တော်တို့ကလည်းစာပြန်တင်ပြီးတော့ပေါ့နော်တင်ပြပေးတဲ့လူလမ်းကြောင်းပြပေးတော့ဆရာပဲထားလိုက်ပေါ့တော့ကိုเจ้าသားတွေအကုန်လုံးအောင်မြင်စေခြင်းနဲ့အောင်မြင်တဲ့အချိန်မှာကျွန်တော်ကဘာရှိလဲဆိုတော့လောဘရှိတယ်ဗျာနော်ကျွန်တော်တို့ရဲ့လောဘပေါ့နော်အတတကြီးတွေပဲပြောမှာလောဘပဲပြောမလားစာမလုတ်ချင်သေးဘူးဗျာမလုတ်ချင်တဲ့လူတွေရောမြင်သွားချင်တာမလားရောဒါတွေအလုံးလုံးလုံးဆိုပြီးကျွန်တော်ကပြောနေပေမဲ့လည်းเจ้าသားကစိတ်မှမပါတာနော် ဲ့ချိန်မှာကျွန်တော်တို့ကဘာနဲ့ပြန်ဖြေရလဲဆိုတော့တရားနဲ့ပြန်ဖြေရတယ်ပေါ့နော်လူမာကသူ့ရဲ့အသက်အရွယ်ရင်းချက်မှုအပိုင်းရှိရဗျာဒါဥမာမြင်တောင်ပြောရမယ်ဆိုရင်လူငယ်ပိုင်းနေရာထားပါတော့ချစ်ချင်းအချစ်ရေးကိစ္စနဲ့ဆိုလို့ချင်းအချစ်ရေးတို့ပြောဖို့ပါဖို့တို့ဂိမ်းစားဖို့တို့တို့မှကြတော့ဟိုအခုမှမျက်စိပွင့်ဟိုဆယ်ကျော်တက်ဖြစ်သွားပြီတော့ဗောနော်ဟိုလူလက်ပြောရင်တော့လူငယ်ကြော်ကြော်လေးဖြစ်သွားတဲ့အချိန်မှာတို့ကပြောချင်းပါချင်းနဲ့အဲ့ဒီပိုင်းတွေရှိတဲ့အချိန်မှာတို့တို့သွားပြီးတော့စီးပွားရေးအကြောင်းရော့ငွေကြေးဆိုတာဒီလိုဒီလို ထားပါတော့သူတို့ကကျမ်းမာနေတဲ့သူကျမ်းမာရေးဆိုတာဒီချိန်ထဲမှာဒီလိုကူးဆိုင်မှာရမယ်မင်းတို့အငငယ်နေလျှော့သားရက်တွေမဆောင်နဲ့သွားပြောလို့လေသူတို့ကဒီချိန်မှာသူတို့ကကျမ်းမာနေတာဗျာပြောရင်တော့မအရန်တက်နေတဲ့အချိန်အရန်တက်ကြွနေတဲ့အချိန်မှာကျွန်တော်တို့ဓာတ်ရီသွားရှင်းပြလဲသူကမမြင်ဘူးဗျအဲ့တော့စာလဲအဲ့လိုပဲပေါ့နော်သူတို့ကမသွားကျင်သေးဘူးမသွားကျင်မဲ့သူတို့ကမလုချင်မဲ့လုံနေရဖြစ်တဲ့တွေကကျွန်တော်တို့ကလည်းရော့ဓာတ်ရီလုံလုံလုံဆိုပြီးအတင်းပြောနေပါစေအောင်တော့မရနိုင်သေးဘူးဘာလို့လဲဆိုတော့အဲ့လိုတိဖို့အတွက်မရင့်ကျက်သေးတာ မရင်ကျက်သေးတာရင်းကျက်မှုလိုအပ်နေသေးတာပြောရရင်တော့လောကရန်ကြုံဖို့အတွက်လိုအပ်နေသေးတာပေါ့နော်ဒါပေမဲ့လည်းတချို့လည်းရှိတယ်ဗျာအသက်ကကြီးနေပါပြီကြီးနေဆိုရင်ပဲလေလုံလောက်တဲ့ပြင်းအားတို့ပေါ့နော်ပြီးတော့လုံလောက်တဲ့ထားပါတော့ဂဲထိခဲ့တဲ့စားတငယ်ပေါ့နော်ကိုကထိတယ်ဆိုကိုကနာနာတယ်ဆိုရင်ကိုကပြင်ရမယ်ချို့ကြောက်လည်းဘလောက်ကြီးပဲလက်ညှိုးထိုးပြီးဆဲနေနေပြုတ်နေနေရိုက်နေနေအမှတ်မရှိတဲ့လူတွေပေါ့နော်အမှတ်မရှိဘူးဒါလည်းကျွန်တော်တို့လက်ခံပေးရမယ်။အော် तू ကတော့ဘယ်အရာမဆိုမှတ်မှတ်သားသားနဲ့မထားတာကိုမပြင်းမပြုတ်မပြင်းဘူးပေါ့နော်အဲ့တော့ तू ကလည်းဒီလိုမျိုးနဲ့သွားနေရဆိုတော့ ဟိုကျွန်တော်ကဘက်ကစိတ်ပြန်လျှော့ရတယ်ဘာဖြစ်လဲဆိုတော့ခိုင်းကြလို့ရှိရင်ကိုကဘလောက်ကြီးပဲပေးနေပြီသူစီကလက်ခံတယ်လက်ခံတယ်ဆိုရင်တော့မှလက်ခံယူလိုက်တယ်ဆိုရင်တော့မှ तू ကကျင့်သုံးဖို့အတွက်လိုသေးတယ်နော်အဲ့တော့ပေးတယ်လက်ခံတယ်ကျင့်သုံးတယ်အဲ့သုံးချက်သွားတယ်ပေါ့နော်ခုနကကလေးကြတော့ပေးတယ်ပေးတယ်မလိုချင်ဘူးလက်လက်လက်မခံချင်ဘူးကျင့်လဲကျင့်မသုံးချင်ဘူးနော် तू ကလိုချင်တာပြောချင်ပါချင်တာပဲသိတယ်အဲ့ဒါမဲ့ချိုးကြောက်လဲပေးထားတယ် ယူထားတယ်ဒါပေမဲ့လက်မခံသေးဘူးဘာလို့လဲဆိုတော့အမှတ်မရှိသေးလို့ပေါ့နော်အမှတ်မရှိသေးဘူးအဲ့လိုပုံစံလေးရှိတယ်အဲ့တော့ကျွန်တော်တို့ကမရှိသေးဆိုတော့ကျွန်တော်တို့ကစိတ်ပြန်လျှော့ရတယ် okay ဟုတ်ပြီငါတို့ကပြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကစိတ်ပြန်လျှော့တဲ့အချိန်မှာပေါ့နော်စူးစမ်းအားထုတ်မှုလျှော့လို့မရဘူးရလက်ကိုပဲကျွန်တော်တို့ကလက်ခံရတာ ပြောရရင်တော့ကျွန်တော်တို့စ조사အထုတ်မှုလျှော့လိုက်ရင်အာဒီလိုကတော့ငါပြီးလဲရမှာမဟုတ်ပါဘူးကွာဆိုရင်ကျွန်တော်တို့က조사အထုတ်မှုလျှော့လိုက်လို့ရှိရင်တစ်ဖက်မှာသွားနစ်နာတယ်ကျွန်တော်လည်းသူ့ပစံကိုအလကားယူသူလို့ဖြစ်နေပြီပြောရရင်တော့အလကားဆိုတော့ပုံပြဟိုပြေးဝတဲ့ performance မပေးဘဲနဲ့သူ့ပစံကိုကျွန်တော်တို့ကအချောင်ယူလိုက်သူလို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပေးရတော့အပြေးဝပေးတယ်ဒါပေမဲ့ကိုပေးလိုက်တာကိုသူ့ဘက်ကလက်ခံရရှိမှုပြန်ထွက်လာတဲ့ရလက်မှာကျွန်တော်အဲ့ဒီရလက်ကိုကျွန်တော်တို့ကလက်ခံပေးရတယ် ပြောရင်တော့စောင်းဝဲဖြည့်သလိုပေါ့အစွမ်းကုန်ကြိုးစားရမယ်ဒါပေမဲ့ထွက်လာတဲ့ရလက်ကိုတော့ထွက်လာပြီးကျွန်တော်တို့ကလက်ခံပြရမယ်အဲ့လိုလက်မခံအောင်ဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ပူလောင်တယ်ဗျာနော်ကျွန်တော်လည်းစာတင်ပေးတယ်လို့ဆိုတော့ဟာငါစာတင်ပေးတယ်ငါလောက်ကြိုးစားတာဟာသူကမကြိုးစားဘူးကွာဘာလို့မဖြစ်လာလဲကွာငါတလောက်ပြုတ်ပြင်ပေးတာမုန်းမှန်ပေးတာတော့မှဟာစိတ်တက်ကြတယ်ကွာပြောလို့ရှိရင်တော့မင်းငါ့ကိုနော်ဟိုဘယ်လိုပြရမလဲစေငါစေတနာတွေအလဟတ်သက်ဖြစ်သွားတယ်ငါစေတနာကိုစော်ကားလို့ခံစားရတယ်အဲအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်လည်းစိတ်ပြန်လျှော့ပါတယ် ခုတော့ short နိုင်ပါ යි ပေါ့နော်အရင်တော့လည်းလုံးမဟုတ်ဘာလို့မရလဲငါတော့ကတော့ဒီလိုလုပ်ခဲ့ရတာမင်းဘာလို့ငါလုံးတဲ့တိုင်းလို့ဘာလို့မရလဲကိုကကို तू ကသူအဲ့တော့ဒါမျိုးလေးစဉ်းစားပြီးတော့အဓိကသူ့အတွက်ကိုကျွန်တော်ပြန်စဉ်းစားတယ်။အော် तू ကလို့ဖြစ်နေငါသူ့အတွက်ဘလို့နီးလန်းလေးနဲ့လုပ်ပြီးပိုကောင်းမလဲဆိုပြီးတော့ကျွန်တော်စဉ်းစားတယ်။စဉ်းစားတဲ့အချိန်မှာခုနပြောတဲ့ share video မှာကျွန်တော်တင်ထားတဲ့ share တစ်ပတ်ကတင်ထားတဲ့ video မှာထွက်တဲ့ရလက်ကိုကျွန်တော်ပြန်ပြီးတော့ပြန်စဉ်းစားရတယ်။ပြောလို့ရှိရင်ကျွန်တော်တို့လည်းအမြဲတမ်းအခုထိအတင်ယူနေရတဲ့လေ့လာနေရတယ်။ဘာလို့လဲဆိုတော့ကိုကလိုအပ်တာတွေတင်ရတာတွေ ဖန်ကိုရဲ့ဖြည့်ရမယ့်အရာတွေအများကြီးလာအချိန်မှာဩငါတို့လည်းမလုံလောက်သေးဘူးဆိုတာသိလာတော့ကျွန်တော်လည်းအသက်ကြီးလာတော့ pressure တွေများလာတယ် PR တွေများလာတယ်ဒါပေမဲ့ဘာနဲ့ပြန်ထိန်ရလဲဆိုတော့ emotional intelligence ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုဘယ်လိုဟိုစမ်းဆောင်ရင်းမြင့်မြင့်နဲ့နော်စဉ်းစားတွေးခေါ်မှုကောင်းကောင်းနဲ့ဘယ်လိုပြန်ပြီးတော့ထိန်းချုပ်ရမလဲဆိုတာကိုကြည့်တယ်ထိန်းချုပ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့နီလန်းရှာရတယ်ပေါ့နော်နီလန်းလေးပြန်ရှာပါတယ်ဒါကတော့ဒီလိုပေါ့ဗျာနော်ကဲပါပြီအဲ့တော့ကျွန်တော်ရဲ့ video ကရှေးကောင်းရှေးဝါးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော် အဲ့တော့စာတင်တဲ့အခါကျလို့ရှိရင်လေစ조사ပါเนาะဇွဲမလျှော့ပါနဲ့เนาะလူတယောက်နဲ့တယောက်မတူပါဘူးအတွေးခေါ်တွေဉာဏ်ပညာတွေရင်းကျက်မှုတွေ조사အားထုတ်မှုတွေကံဉာဏ်ဝိရိယတွေမတူကြပါဘူးအဲ့တော့မတူတော့ကိုယ်မှာဘာလို့အပ်လဲလိုအပ်တာကိုဖြည့်ပါစဉ်းစားမပြတ်ဇက်တိုက်조사အားထုတ်ပါလို့ကျွန်တော်ဒီဗီဒီယိုမှာတိုက်တွန်းအကြံပေးပြောကြခြင်းပါတယ်ခင်ဗျတည်ချင်တာရှိရဆိုရင် comment အောက်မှာမေးခင်ပြလို့ရပါတယ်ကျွန်တော်လည်းအခုချိန်မှာတော့ common man တွေနေသေးရတဲ့အတွက်အဖြေတိုင်းကိုမိကွန်းတိုင်းကိုမန်နဲ့မန်တိုင်းကိုကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးနေပါတယ်ခင်ဗျ ားလုံးပဲတင်ကြတာချင်းပေးခဲ့ပြီလို့ရပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ bye bye